မေလ23ရက်တာဘယ်မြို့ဆရာတော်ကြီးနဲ့ခရိုင်မင်းကြီးတို့အကြောင်းပဲရစ်မြို့သာသနာရေးဝန်ကြီးရုံးတော်မှ အမိန့်ထုတ်လိုက်သည်လူ့မြို့၌ဖြစ်ပျက်နေသောအကြောင်းအရာတို့သည် သာသနာတော်၏အကျိုးစီးပွားကိုနှောက်ယှက်ယုံမကဘာသာသူတို့ယုံကြည်ခြင်းစိတ်ကိုလည်းပေါ့လျော့စေလေသည်ထို့ကြောင့်ဤကိစ္စကိုအမြန်တားဆီးပိတ်ပင်ထိုက်သည်ဟုကျွန်ုပ်ထင်ရှိ၏ ပိတ်ပင်ရမည်နီးလန်းမှာညီသူမဆိုအစိုးရနဲ့ဆရာတော်နှစ်ဦးတို့၏အခွင့်မရှိပဲဖျားရှိခိုးရန်ထင်းထင်းရှားရှားကြောင်းမတီးဆောင်ရာတို့ဖြစ်၍ဖျားရှိခိုးကြောင်းကဲ့သို့လှုပ်ထားသောဂူလိုင်ကို ပိတ်ဆို့ထားနိုင်၏သို့တော်လည်း၎င်းဥပရေတိုင်းဂူလိုင်ကိုယခုချက်ချင်းပိတ်ထားလိုက်လင် လူများယုံရင်ဆန့်ခတ်ဖြစ်တတ်၏ထို့ကြောင့်ပထမလှုပ်ရင်မှာ သူငယ်မဂူလိုင်းတို့မတော်ရန်တားမြစ်ပြီးမှတဖြည်းဖြည်းပြိသက်တို့ကိုထိုရက်တို့မစုယုံရန်အမိတ်ထုတ်တင်လေသည်ထိုမူကိစ္စသည်တင်းငယ်သောအမှုကိစ္စမဟုတ်အရာရာမှာတတိနှင့်လိမ်မာစွာ ဆောင်ရွက်ရန်လိုပြီထိုကြောင့်ဤကိစ္စနှင့်ပတ်သက်၍တစုံတရာမလုံမီတာပင်မြို့ဂိုင်းအောင်ဆရာတော်နှင့်တိုင်ပင်စေလိုသည်ဤကိစ္စကို တားဆီးပိတ်ပင်ရန် ျွန်ုပ်အလိုရှိကြောင်းဆရာတော်ဖျားသိပါစေ။ခရိုင်မင်းကြီးသည်ထိုစာကိုရတော်အခါဝမ်းမြောက်ဝမ်းသာဖြစ်၏။ဤစာသည်မိခဲ့သို့ဆောင်ရွက်ရမည်အကြောင်းပါရှိသဖြင့်ဆောင်ရွက်ရန်ကိစ္စများသည် သူ့သဘောနှင့်မဟုတ်သာသနာရေးဝန်ကြီးသဘောနှင့်ဆောင်ရွက်ရမည်ဖြစ်၍သူဤတာဝန်ပေါ်သွား၏ဝန်ကြီးညွန်ကြားလွှာအရာဂိုင်းအောင်ဆရာတော်ထံတိုင်ပင်ရန်သွား၏ ထိုအချိန်တွင် Lawrence C ဦးမြည်တွင်သောဖုံးတော်ကြီးသည် တာဘယ်မြို့ဆရာတော်အဖြစ်ခန့်ထားခြင်းခံရ၏ထိုဆရာတော်ကြီးသည်ဘယ်အာနယ်မှဆင်းရဲသောမိဘတို့မှမွေးဖွား၍ငယ်စဉ်ကပညာမသင်ကြားခဲ့ရာအသက်20အရွယ်ရောက်မှရေးတက်ဖတ်တတ်ယုံများသာတတ်၏သူသည်ခေါ်တော်မူခြင်းခံရ၍လိုအပ်သောအတတ်ပညာများလင်းမြန်စွာတက်မြောက်သဖြင့်ယဟန်သိခါကိုမကြမီခံယူရ၏ သူ၏ဉာဏ်ပညာသည်မိတိုင်းကုံပေါ်မှာတင်ထားသောမိကွက်၏အလင်းရောင်ကဲ့သို့ဖြစ်၍ယံဖြစ်တဲ့ကြောင်း၌အကြီးကဲဖြစ်အုပ်ထင်းရ၏။ဟိုချိန်ခါတွင်လက်ရှိဆရာတော်ပြန်လုံတော်မူသောကြောင့်သူသည်ဆရာတော်အဖြစ်ရွေးကောက်ခြင်းခံရသဖြင့်တာဘယ်မြို့နယ်ဆရာတော်ဖြစ်လာလေသည်။သူသည်ဘယ်အာနယ်သားဖြစ်၍မိမိနယ်သူနယ်သားတို့၏စိတ်ဓာတ်အယူအဆကိုကောင်းစွာနားလည်၏။ အတွေ့အကြုံဘူးတုတလည်းများ၍အလုတ်များကိုညာစွာလုတ်ကင်ဆောင်ရွက်ရသဖြင့်သပင်များဖြူယုံမကသပင်များကျွတ်၍ထိတ်ပြောင်နေ၏သူ၏မျက်လုံးသည်ထက်မြက်ထိုးထွင်းသောလက္ခဏာရှိ၏သူ၏နှုတ်ခမ်းသည်ကရုဏာတနာခြင်းနှင့် စိတ်ခိုင်မာခြင်းလက္ခဏာရှိ၏ညီသူအကူညီကိုများမယူဘဲမိမိသာသနာကို အုပ်ချုပ်စီမံနိုင်၏ သာသနာပိုင်ယဟန်မင်းကြီးအမိန့်ကိုအမြဲလိုက်နာရန်အသင်ရှိတကယ်သို့သူ၏လက်အောက်ယဟန်များသည်လည်းသူ၏ဆုံးမအကြံပေးခြင်းများကိုအမြဲလိုက်နာ၏လူ့မျိုးကြောင်းနိုင် ဖုံးတော်ကြီးသည်ဂူလိုင်း၌ထင်ရှားခြင်းအကြောင်းများကို၎င်းဘန်နက်ဒတ်တာပဝင်ကြ၍မိန်မောတူဝင်နေတကယ်သို့ဖြစ်ပုံနှင့်မိမိကြားသည်သမျှကို လာရောက်တိုင်ကြားသောအခါဆရာတော်သည်ဂိယုဆိုက်၍နားထောင်၏ အတက်ပညာမဲ့သောတောသူမကလေးသည်ထိုများလောက်ကြီးကျယ်မြင့်မြတ်သောကျေးဇူးတော်ခံစားရသည်ကိုအံ့ဩ၍တန်တရားမကင်းဖြစ်၏။တို့ရရင်ဘုရားသခင်သည်အခြားပညာမဲ့သောကလေးများအားမိမိအလိုတော်ကိုထောက်ဖို့ဖွင့်ပြတော်မူပြီးမှအသင်းတော်က ထိုကလေးတို့၏စကားကိုလိုက်နာရသည့်ထုံးနည်းကိုစဉ်းစားမိ၏။ရှေးထက်ကျော်ကာလကယဟန္နာကာထရီနာ ယဟန္နာရူစားတို့သည် ထိုသို့သောကျေးဇူးတော်များခံစားမှုသည်ကိုဆရာတော်သည်စဉ်းစားဝေဖန်၏တို့ဖြစ်၍ယဟန်တော်များအားဂူလိုင်တို့ ကိုယ်တိုင်မတော်ပဲဖြစ်ပျက်သည်များကိုတေးချစွာ ထောက်လန်းမေးမြန်းပြီးမှ နေ့တိုင်းမိမိထံသို့တရင်ပို့ရမည်ဟုအမိန့်ပေးထား၏သူငယ်မကိုစစ်စစ်မြင်မြန်သောဆရာဝန်များ၏တတ်သိခံစားများကိုလည်းမိမိထံသို့ပို့ရမည်ဟုအမိန့်ထုတ်လိုက်၏ လူမျိုးဖုံးတော်ကြီးသည်လည်းဆရာဝန်များ၏တည်တည်ခံစားကိုဆရာတော်ထံသို့ပို့လိုက်၏တည်တည်ခံစားတွင်မိန်းကလေးသည်ထင်းအောင်ထင်းမာယူပါယုံကို မြင်ဟန် လက္ခဏာရှိဟုဆရာဝန်များ၏တည်တည်ခံစားကိုသိရသောအခါတာ၍မယုံကြည်သောစိတ်ဖြစ်လာ၏ထို့ကြောင့်သူငယ်မကိုဂူလိုင်းသို့မတော်ရန်လိမ့်လိမ့်မမစီတာမမသိစီတာရန်ဧပြီလ၁ရက်နေ့ကစာတစောင်ကို လူ့မျိုးဖုံးတော်ကြီးထံရေးလိုက်၏လူ့မျိုးဖုံးတော်ကြီးသည်ဆရာတော်အမိန်တိုင်းနေ့စဉ်ကြားသိရသောအကြောင်းအရာများကိုဆရာတော်ထံအစီရင်ခံစားဆက်သွင်း၏ဆရာတော်သည် ဖုံးတော်ကြီးတင်သွင်းသောအကြောင်းအရာတို့ကို ဖတ်တိုင်းဖတ်တိုင်းတိုးသည့်ထက်တိုး၍စိတ်ရှုပ်ထွေးခြင်းကြီးလာ၏မတိချာသောသတင်းများကို၎င်းသို့မဟုတ်အချင်းချင်းဆန့်ကျင်ဘက်သတင်းများကို၎င်းကြားသိနေရ၏ တနေ့တစ်နိုင်ပရိသတ်တို့သည်ဗနဒတာကိုကောင်းငင်တမန်ကဲ့သို့ချဲ့မဲ့၍ယူသည်ကိုင်းညွတ်ကြ၏စံရီပေါက်ထွက်သောနေ့တွင်ပရိသတ်တို့သည်ဗနဒတာကို ယူပြီဟုထင်ကြ၏နောက်တနေ့တွင်မူကားတကိုးတော်ရေအားဖြင့်ယောဂါများစွာပျောက်ကင်းသောကြောင့်ဗနဒတာသည် တကိုးပြသောသူဟုဆိုပြန်၏ဤကဲ့သို့တဲ့ရင်တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီသောကြောင့်ဆရာတော်ကမှန်မမှန်ကို မဆုံးဖြတ်နိုင်အောင်မိမိစိတ်တွင်ရှုပ်ထွေးနေတော်သည်သို့တော်လဲထိုသတင်းကိုဖတ်ပြီးတိုင်းဖတ်ပြီးတိုင်းဆရာတော်သည် ခရုဆုရှိမှဆူတောင်းလျက်စဉ်းစားနေ၏ကြားရသောသတင်းများကိုစိစိဆက်ဆက်နိုင်ရှင်ပြီးအမှန်ကိုသိရန် အားထုတ်ကြိုးစားတော်လဲလင်းမြန်စွာနားလည်ရန်မပေါ်လာ နောက်ထပ်မြည်ခဲသို့ထူးခြားမြည်ကိုစောင့်လို့သောစိတ်သာဖြစ်ပေါ်လာ၏ မတ်လ25ရက်နေ့တွင် ယူပါယုံသခင်မကငါသည်အပြစ်မဲ့တရေယူခြင်းဖြစ်သည်ဟုမိန့်ဆိုတန်ကြားသောအခါတသက်ပလုံမကြုံစဘူးသောဝန်တာခြင်းဖြင့်ဝန်တာ၏သို့သောဝန်တာခြင်းကို အပြင်သို့မပေါ်စေသည် သူငယ်မသည်ကုလိုက်၌ဖြစ်ပျက်ခဲ့သောအရာများအထူးသဖြင့်သခင်မနာမည်ကို ထုတ်ဖော်ခြင်းသည်မိမိညာနှင့်မပြောနိုင်မေရောသခင်မသည်မိမိကိုယ်ကိုထင်ရှားပြတော်မူသဖြင့် အပြစ်မဲ့သူတွေယူခြင်းကုံတော်ဤယုံကြည်ရာအချက်ကိုထပ်၍ဝန်ခံခြင်းဖြစ်သည်။ယံမြင့်ကြီးကဤချက်ကိုယုံကြည်ရာအချက်ဖြစ်သည်ဟုကြေညာထားခြင်းကိုမှန်ကန်ကြောင်းဝန်ခံထားခြင်းဖြစ်သည်ဟုဆရာတော်နားလည်၏။မေတော်ကိုအထူးကြည်ညိုသောသာသနာပိုင်ယံမြင့်ကြီးအပေါ်၌အထူးကျိုးနုံသူဖြစ်သောကြောင့်ထိုအကြောင်းအရာများသည် သူ၏စိတ်နှင့်တိုက်ဆိုင်၏။ သို့သောဥပရေအတိုင်းစစ်ဆေးခြင်းမပြုမီမိမိထင်မြင်ကိုထောက်ဖော်၍မပြောသေး။ဆရာတော်သည် လူမျိုး၌ဖြစ်ပျက်သောအချင်းအရာများနှင့်ပတ်သက်ပြီး အထက်ပါအတိုင်းထင်မြင်နားလည်၍စိတ်နှလုံးထဲ၌သာ ထားအောင်မီဟုစဉ်းစားလျက်ရှိစဉ်ခရိုင်မင်းကြီးသည်သာသနာ၏ဝန်ကြီးထံမှ စာကိုယူ၍ဆရာတော်ထံရောက်လာ၏။ခရိုင်မင်းကြီးသည် လူကြီးလူကောင်းတို့၏ပြုမူတိုင်းယဉ်ကျေးပြည့်ပြည့်စွာဆရာတော်နှင့် နှုတ်ဆက်စကားပြောပြီးမှ လူမျိုးနှင့်ဆိုင်သောအကြောင်းအရာကိုရှောက်ထား၏လူမျိုး၌ယူပါယုံထင်ရှားခြင်းများသည်မှန်သလောမမှန်သလောမှန်လင်ပြည်သူပြည်သားတို့ကိုကြင်ညာသင့်သည် မမှန်လင်ဖျောက်ဖျက်ဖို့တင့်ပါသည် ထိုချင်းရာသည်ဖျားသခင်ခြင်းမှ ဖြစ်လာသည်ဟု ကိုရောသဘောရပါလင်ရာသည့်အတိုင်းထုတ်ဖို့ပြောတော်မူပါတပည့်တော်တို့လည်းကိုရောဤဆုံးဖြတ်ချက်ကိုနာယူပါမည် မဆုံးဖြတ်နိုင်လင်ကိုရော်သည်ညီသည့်ဝတ္တရားရှိသည်ကိုတပြည့်တော်ကပေါ်ပြခွင့်မရှိပါသို့ဖြစ်တော်ညာတပြည့်တော်သဘောရပြောပြရစီလူညို၌ဖြစ်ပျက်သောအကြောင်းအရာမှန်သည်ဖြစ်စေမမှန်သည်ဖြစ်စေ ကိုရော်တိတ်ဆိတ်စွာမနေသင့်ပါထိုကိစ္စအတွက်ရှုပ်ရှုပ်ထွေးထွေးဖြစ်နိုင်ပါသည်တူးညင်တူးတဖက်နဲ့တဖက်အထင်းမြင်ကွဲပြီးအငင်းခုံမဖြစ်ပွားမီအဘဲတို့ပြူရမီကို ကိုရောဆုံးဖြတ်တတ်မှသည်ဟုရှောက်လေ၏။ခရိုင်မင်းကြီးစကားသည် လူများတို့၏သဘောနှင့်တိုက်ဆိုင်ညီညွတ်သည်ဟုဆိုဝရရှိ၏။ဆရာတော်သဘောနှင့်ကမတိုက်ဆိုင်။ဖျားသခင်စီမံတော်မူခြင်းဤလန်းသည် လူတို့၏ဤလန်းနှင့်မတူ။ဖျားသခင်သည်အဘဲသို့စီမံတော်မူလိုသည်ကိုတေချာစွာသိရန်စောင့်ဆိုင်းရအောင်မည်။သို့အတွက်ခရိုင်မင်းကြီးအားဤသို့ယဉ်ကျေးလိမ္မာစွာပြန်ပြောတော်မူ၏။ တကာကြီးစိုးရင်ချင်းတဲ့သို့ကျွန်ုပ်မပါဝင်လို့လင်းမြန်စွာဆုံးဖြတ်ခြင်းကိုလည်းမပြုလို့ယူပါယုံထင်ရှားခြင်းများမှန်သည်ကို꽌ပြားစွာသိနိုင်လင်တကာပြောသည့်အတိုင်းပြုလုပ်ရန်တင့်ပါ၏ယခုမူကားထိုကဲ့သို့မဟုတ်ကြားရသည့်အတိုင်းမှန်သည်မမှန်သည်ကိုမဆုံးဖြတ်နိုင်သည်꽌꽌ပြားပြားဖျားသခင်ထင်ရှားစေတော်မူသည့်တိုင်အောင်စောင့်ငံ့ရန်ကျွန်ုပ်၌တောင်းဝတ်တရားရှိပါသည် တာဝန်ဝတ္တရားရှိသည့်အတိုင်းစောင့်ငံ့ပါအောင်မည်ကျွန်ုပ်ပြောသောစကားများကိုသာသနာရေးဝန်ကြီးအားပြန်ကြားပါလောဟုဆို၏ခရိုင်မင်းကြီးကကိုရော်ဤတိတ်ဆိတ်စွာနေခြင်းကြောင့်ပြည်သူပြည်သားများအားဘေးအန္တရာယ်ဖြစ်နိုင်သည်ဟုလျှောက်ပြန်၏ဆရာတော်ကကျွန်ုပ်သည်ဤသို့မထင်လူမှုပရိသတ်သည်ဂူလိုင်၌စုတောင်းပထနာပြုခြင်းသာဖြစ်၍တိုင်းသူပြည်သားတို့အပေါ်၌၎င်းအစိုးရအပေါ်သို့၎င်း ဘေးအန္တရာယ်ဖြစ်နိုင်လိမ့်မည်မဟုတ်ဟုဆို၏ခရိုင်မင်းကြီးကဂူလိုင်၌မြစ်တာဆိုသူကဆိုတယောသောသူကလည်းတယောကြသည်ဟုပြောပြန်၏ဆရာတော်ကတကားပြောသည့်အတိုင်းမှန်သည်ဟုကျွန်ုပ်မထင်ကျွန်ုပ်ကြားရသည်မှာဂူလိုင်တို့သွားကြသောလူပရိသတ်တို့သည်တိတ်ဆိတ်ငြိမ်ဝတ်စွာဆုတောင်းပတနာပြုကြ၏ဤကြောင်းကိုအလွတ်မဲ့မပြောပါနဲ့သေးသေးချာချာစစ်ဆေးပြီးမှပြောပါဟုဆိုလေ၏ အစိုးရမင်းတို့သည်အလင်းအမြန်ငြိမ်ဝှက်ပြပြဖို့ဖြစ်စည်းအုပ်ချုပ်ရန်အလိုရှိကြ၏ရှုပ်ရှက်ခန့်မြီကိုစိုးရင်၍နောင်မပေါ်ပေါက်ပဲအဆုံးတိုင်ဖြိုဖျက်ရန်ကြံကြ၏ကျွန်ုပ်မူကားထိုเจ้าအရာကို ထုမြတ်တော်ရာဟုသဘောထား၍တာရှည်စွာစင်ကြင်စဉ်းစားပြီးဆုံးဖြတ်ရပါအောင်မည်ဒကာနှင့်ကျွန်ုပ်အကြံခြင်းကွဲလဲနေ၍သဘောမတူနိုင်ဟုဆိုလေ၏ ထိုစကားကိုခရိုင်မင်းကြီးကြားသောအခါဆရာတော်သည်မိမိ၏စိတ်တွင် ဆုံးဖြတ်ပြီးပြီဖြစ်၍ပြောင်းလဲပြီးအစိုးရအလိုသို့လိုက်နာလိမ့်မည်ဟုမျှော်လင့်စရာမရှိသောကြောင့်ဆက်လက်၍တိုင်ပင်စကားမပြောတော့ဘဲအထက်အစိုးရအမိန့်ကိုလိုက်နာရန်သာကြံတော်သည်ဟုယူဆပြီးလင်ဂူလိုက်၌အစိုးရတို့၏ဥပဒေနှင့်ဆန့်ကျင်ဘက်ပြုသူပြည်သူပြည်သားတို့စုဝေးလျက်ထင်းထင်းရှားရှားဖျားရှိခိုးကြ၏ အစိုးရသည် နေရာတိုင်းနိုင်မပြုတ်လို့ရန် တားမြစ်သောအရာကိုလူညို့၌ပြုတ်ရန်အခွင့်မပြုနိုင်ဟု ဆိုလေ၏ဆရာတော်သည်အစိုးရဥပဒေနှင့်ဆိုင်သော ကိစ္စတွင်ကျွန်ုပ်မပါဝင်သို့သောဥပဒေအရာမရွက်ဆောင်မီပြုရမည့်အရာကိုတည်တည်ချာချာစဉ်းစားပါဟုတတိပေ၏ထိုအခါခရိုင်မင်းကြီးကတတိတော်အလုတောင်ဝတ်တရားကိုတည်ပါသည်တည်တည်အတိုင်းမပြတ်မကွက်ရွက်ဆောင်ပါမည်ဟုဆို၍ စိတ်မကျေနပ်သောသဘောလက္ခဏာနှင့်နှုတ်ဆက်ပြီးထွက်သွားလေ၏ဆရာတော်သည်အစိုးရအလိုသို့မလိုက်သည်ကိုမကျေနပ်၍ခရိုင်မင်းကြီးသည်လက်စားချေရန်ဤသို့စီမံ၏သူ၏မြင်းဆောင်များကျင်းမြောင်းနေ၍ကျယ်ဝန်းခန့်ညာအောင်မြင်းဆောင်တစ်ခုကိုဆောက်လုံမည်ဟုအကြံရှိ၏ခရိုင်မင်းကြီးနေသောအိမ်နှင့်ဆရာတော်ကျောင်းသည်မျက်နှချင်းဆိုင်ဆောက်ထား၏ထိုဆောက်ဦးနှစ်ခုဤဆက်ကြတွင်တင်ញိုင်ဟောင်းမြေတစ်ခွက်ရှိ၏ ထိုတင်းကြိုင်းမှာရှေးရခင်က ဖုံးတော်ကြီးများဂုံတရေရှိလူကြီးလူကောင်းများကိုတကြိုထားသောတင်းကြိုင်းဖြစ်၏ခရိုင်မင်းကြီးသည် ထိုနေရာ၌ညင်းဆောင်ဆောက်လုပ်ရန်စတင်၍လူယိုးများဂူများအလဲတွင်တူး၍အုံမြချပြီးမှ ဆောက်လေ၏ညင်းဆောင်သည်ဖျားရှိကိုကြောင်း၏တရားတစ်ခုနှင့်နလန်လောက်သွားကာဝေးသည်ဖြစ်၍မြင်းတို့၏ဟီသံခွာသံများကိုဖျားเจ้าထဲမှ ကြားရ၏ မိမိမပိုင်သော သူတစ်ပါး၏ဥစ္စာပစ္စည်းကိုဤကဲ့သို့ထင်ရှားစွာမတရားသိမ်းယူ၍ဆရာတော်ကိုနှောက်ယှက်သဖြင့်မကြမီစိတ်ညစ်စေသောအကြောင်းများပေါ်ပေါက်လာ၏။တင်းကြိုင်းမြေဆိုသည်မှာတန်ရှင်သောမြေ၊သင်းတော်ပိုင်သောမြေ၊သေသူတို့၏ငြိမ်သက်ခြင်း၊ရှင်သူတို့၏ဆုတောင်းမြတ်တာပြုခြင်းနေရာဌာနဖြစ်၍ညီသူများမနှောက်ယှက်ရသည်ကိုဆရာတော်ကအထက်ထက်တရိပ်ပေးတော်လဲအနေငယ်များအကျိုးမရှိ ခရိုင်မင်းသည်ဆီယော်တားမြစ်ပြောသည်ကိုနားမထောင်ဘဲညင်းဆောင်ကိုအပီးတိုင်အောင်ဆောက်လုပ်လေသည်ဆီယော်သည်သာသနာ၏ဝန်ကြီးထံသို့တင်ကြိုင်းမြေကိုမယုံမသေးပြုခြင်းသာသနာ၏ယုံကြည်ကိုးကွယ်ခြင်းကိုရှုတ်ချမေးမိန်စေသည်ဟုဖော်ပြ၍၎င်းကိုဖြိုပေးပါမည်အကြောင်းတိုင်ကြားစာပို့လိုက်၏ဆီယော်သည်နီလန်တချအသိန်းတော်ဥပရေတရားဥပရေနှင့်သာသနာ၏ဌာနသို့စာတင်ကြောင်း ခရိုင်မင်းကြီးသိလင်အလင်အမြန်ပဲရစ်မြို့သို့သွား၍သာသနာရေးဝန်ကြီးထံထုချေလွှတ်တင်၏လွတ်တော်နှင့်ဆိုင်သောတရားသူကြီးများကိုမိမိဖက်သို့ပါအောင်ဆွဲ၏ကြော်စောသောဝှက်လုံတော်ရရှိနေများနှင့်လည်းဆွေးနွေးတိုင်ပင်၍ထိုအမှုကိုမိမိနိုင်ရန်အမျိုးမျိုးစူးစမ်းဆောင်ရွက်၏ရှေးဥစွာသာသနာရေးဝန်ကြီးသည်ဆရာတော်၏အခွင့်အရာကို သိနာလေတော်လဲဆောက်လုပ်သော ဆောက်ဦးများကို မဖြုတ်ဖြက်စေဘဲယုံပြုလုံရန်ဆုံးဖြတ်ထား၏ဆရာတော်သည်ထိုဆုံးဖြတ်ချက်ကိုသဘောမကျနိုင်သောကြောင့်လွတ်တော်၌အယူခံပြန်သည်လွတ်တော်ယုံကထိုဆောက်ဦးများကိုဖြိုဖျက်၍ဆုတောင်းစေရန် အမိန့်ချလိုက်၏ခရိုင်မင်းကြီးကမြင်းဆောင်ဆောက်လုပ်ထားသောနေရာသည်ယခုခါမျက်ခင်ဖြစ်နေသည်မျက်ခင်အလယ်၌တင်းကြိုင်းများတွင်စိုက်ထားသောမူမခပင်တပင်ရှိ၏ တင်းကြိုင်းမြေကိုမြင်းဆောင်ဆောက်သဖြင့်တရားဆွဲသောကြောင့်ခရိုင်မင်းကြီးကဆရာတော်အပေါ်အမျက်ထား၏စိတ်ပြေရန်တစုံတစ်ခုကို မပြုတ်လုတ်သီးသာမကရန်ပွားစီရန်ကြံရက်နေ၏အသိန်းတော်မြေကိုမတရားသိမ်းယူ၍အသိန်းတော်မြေကိုကျူးလွန်တကယ်သူယူပါယုံထင်ရှားခြင်းအမှု၌ပါဝင်လျက်အသိန်းတော်၏ခွင့်အာဏာကို ကျူးလွန်ရန်နီလန်းရှာဖွေပြန်၏ မာရီနောဒယ်မင်ဂျီကိုတချမ်းသေးသောယောဂပျောက်ကင်းခြင်းကြောင့်မာရီနောဒယ်မင်ဂျီခေါ်အသက်၈၀အရွယ်မိမကြီးတယောက်သည်လက်ဝဲဘက် ကိုတချမ်းသေး၍တကိုယ်လုံးကြိုက်ခဲသောဝေဒနာခံရ၏သူတစ်ပါးကူညီထူမမပေးဘဲမိမိလိုလျောက်ခြေတလန်းမှမသွားနိုင်ထိုကဲ့သို့ခံရသည်မှာသုံးနှစ်တိုင်ရှိလေ၏ကောင်းသောဆေးရုံနှင့်ကုသတော်လည်းမတတ်တာသဖြင့် ကျမယောဂပြောက်ရင်ဘယ်ဆေးစရာနဲ့ကုသရပါမည်နည်းဟုမေးမြန်း၏ဆေးစရာတို့ကဆေးဆွန်းနဲ့ပျောက်ကင်းနိုင်ပွင့်မရှိဖျားတကူတော့အားဖြင့်သာလင်းပျောက်ကင်းချမ်းသာနိုင်စရာအကြောင်းရှိသည်ဟုပြော၏လူနာသည်ဆေးဆွန်းနဲ့မပျောက်နိုင်ကြောင်းသိရလင်းလူညို့မှာတကူပြသောမေရော်ထံဤသို့ဆုတောင်း၏ကျမသည်အသက်ရွယ်ကြီးတော်လဲသူများကဲ့သို့ကျမ်းမာလိုပါသည် မေရော်ဆောင်မခြင်းဖြင့်လူများချမ်းသာရာရသည်ဖြစ်၍ကျမလည်းကျမ်းမာလိုပါသည်ဟု ဆုတောင်းလျက်တကူတော်နှင့်ထွက်သောရေကိုလူလွတ်ပြီးယူစေ၏တကူတော်ရေရလင်အိမ်သူအိမ်သားများကိုတယောက်တစ်ဖက်စီကင်စီ၍ဒူးထောက်လျက်မေရော်ကိုဆုတောင်းပြီးမှခရစ်သူအမတ်သားကတကူတော်ရေကိုတဖြည်းဖြည်းနှင့်တစ်ခွက်လုံးကုန်အောင်တောက်လိုက်၏ရေတောက်စဉ်တွင်အသက်ထွက်တော်မီကဲ့သို့ရုပ်ဆင်းတဲ့ံဖြစ်လာသောကြောင့် နီးပါရှိသောသူတို့သည်ထိတ်လန့်ဆိုးရင်၍လဲကြမတော့ရအောင်ကင်ထားကြ၏အရွယ်ကြီးသောမင်းမအိုကြီးသည် ပြုံးရယ်၍လွတ်ကြတော့ကျမယခုချမ်းသာပါပြီဟုဆို၏။ကုညီဆောင်မနေကြသောသူတို့ကသူမပြောသည့်အတိုင်းလက်ကိုလွတ်ကြသောအခါလူနာအမေကြီးသည်ဒူးထောက်ရာမှညီသူတူဦးတယောက်မှမကူညီဘဲမတ်တက်ရက်လျက်လမ်းလျှောက်သွားလေ၏။ တောင်သူအလုတ်ဖြင့်အသက်မွေးသောအိမ်အောင်ဖြစ်၍ထိုချိန်မှစပြီးအခြားအမျိုးသမီးများကဲ့သို့ပင် တောင်သူဘဝစပားဆိုင်ခြင်းကောက်ရိတ်ခြင်းစသော အလုတ်ကိုင်များကို လုတ်ကိုင်နိုင်ပေသည်ဤတကိုးတော်အကြောင်းကိုကြားရသည်နှင့်တပြိုင်နက်လာရောက်မင်းမြန်းကြသောသူတို့သည် သူကိုမြင်ဘူးကြ၍အာလုံးအံ့ဩကြကုန်၏တချို့ကမယုံ၍အိုအမေကြီးကောင်းကောင်းမှသွားနိုင်ပါရဲ့လားဟုမင်းမြန်းကြသောအခါ အမေအိုကသူတို့ရှေ့မှာခုံပေါက်၍ခွန်အားကောင်းသောအရွယ်ကဲ့သို့သွားပြ၏။ဤကဲ့သို့ကျမ်းမာစွာနှင့်လောက်ကင်စားတော့လျက်နှစ်ပေါင်းအတော်ကြာနေရသည်၏။သူကိုကုသကူသောဆေးဆီယာနှင့်အခြားများစွာသောသူတို့သည်ဖျားသခင်တကူတော်ပေသည်ဟုတတ်သိခံကြကုန်၏။ဆုတောင်းကြစို့။အိုလုဒ်သခင်မှာမိမိတို့အုတ်ထင်းရသောဘာရာဒူများယုံကြည်ရချက်တော်နိုင်၎င်း။ ခြင်းရန်အချက်တို့၌၎င်းမာယွင်ခြင်းတို့မရောက်စေခြင်းကဆရာတော်များမှစောင့်ရှောက်ရန် ကြီးလေသော တောင်းဝတ္တရာရှိပေသည်အကယ်၍ထိုဝတ္တရာ၌ပြက်ကွက်ပါလင်တဦးနှဦးသာမကအသင်းတသင်းလုံးပင်နှစ်နာနိုင်ပါသည်တန်ရှင်သောဝိညာဉ်တော်ဖျား၏ဗိမ္မာန်တော်ဖြစ်သောဥမာရိယာတန်ရှင်သောဝိညာဉ်တော်ဖျား၏ကျေးဇူးတော်များဖြင့်ဤသူတို့၏စိတ်ကို ပြေဝစေတော်မူပါတောကကိုစွန့်ပစ်ခွာ၍ ဖျားနှင့်ဆိုင်သောအရာဟုသမျှတို့ကိုသာလင်ဆွဲလန်းကြစေအလုံးကထို့သူတို့အားဉာဏ်ပညာကို ပေးသနာတော်မူပါယုံကြည်ရအချက်ဟုသမျှကိုတာ၍ကောင်းစွာနားလည်ယုံကြည်နိုင်ရန်ထို့သူတို့အားနားလည်တတ်ခြင်းကို ပေးသနာတော်မူပါဖျားသခင်၏ဘုန်းတော်ကုံတော်အတွက်ဖြစ်စေအကျွတ်တရားနှင့်ဆိုင်ရာအတွက်ဖြစ်စေဤသို့ပြုလုပ်သင်ကြောင်းရွေးချယ်နိုင်ရန် ထို့သူတို့အားအကြံယူတတ်ခြင်းကို ပေးသနာတော်မူပါ ငါသည်အသက်ရှင်၏သို့သောငါမဟုတ်တော့ဘဲခရစ်တုသခင်သာလင်ငါ၌အသက်ရှင်ပါသည်ဟုတန်ပေါ်လူမိတ်မွတ်တော်မူသည့်အတိုင်းဆိုနိုင်ကြရန်ထိုသူတို့အားကြီးညိုခြင်းကိုပေးသနာတော်မူပါဤသူတို့သည်မိမိတို့၏ဝတ္တရားတို့၌ချို့ယွင်းပါလင်ဖျားသခင်အမျက်တော်တင့်မြင့်အကြောင်းကြောက်ရွံ့ခြင်းကိုပေးသနာတော်မူပါဖျားသခင်နဲ့တော်၎င်းအသင်းတော်နဲ့တော်၎င်းဆိုင်ရအရေးအခွင့်ကိုခုခံရနိုင် မစုံမနစ်ရဲဝံ့စွာ ခုခံကြမိအကြောင်းထိုသူတို့အားအာသတိကို ပေးသနာတော်မူပါအာမင်အိုလုဒ်သခင်မှာကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ